တဲ့ခုပုံးတို့တွေထိုင်းနိုင်ငံချစ်ပိုင်မြို့ရောက်နေပါတယ်အခုကိုရီဖွဲကဒီနေ့ကျင်းပမဲ့ live ကထုံပွဲကိုတောင်းနေကြမှာဖြစ်ပါတယ်အခု live live ကထုံပွဲကိုတောင်းဖို့တော့ပေါ့နော်ဒီမှာအထုံးလုံးအရင်ဆုံးအာစူရက်ကိုပေါ့နော်သူတို့ခေါ်ထားတဲ့နေရာမှာတန်းစီပြီးတော့မှအဲသူတို့ဘတ်စကားနဲ့အကုန်လုံးဆူပြီးသွားပါမယ် ဒီဟာကတော့တန်းစီနေကြတဲ့လူတွေပါအကုန်လုံးကဒီဟာလေးပေါ့နော်ကွဲဝင်မဲ့ဒီကပြားလေးဒီကပြားလေးအကုန်လုံးရှိနေရပါတယ်ဒီကပြားလေးကကြိုပြီးတော့ပုံလုံး online နေဝယ်ထားရပါတယ်ဒီဟာဘတ်၄000ဝန်းရပေးရပါတယ်အခုဒီကပြားလေးနေအကုန်လုံးတန်းစီပြီးတော့မှအခုကွဲသွားမဲ့ ferry car ကိုစီးရမှာပေါ့နော်ဆိုတော့ဒီ ठी ကိုတော့ကိုကားနဲ့ကိုလာတယ်ပြီးသွားမှဒီ ਾਇ နေမှာ ပွဲရစီစဉ်ပေးတဲ့ ferry ကိုစီးရမှာပေါ့နော်ဆိုတော့ဒီပွဲမှာအခုရှိသမျှဒီနိုင်ငံတကာကလူတွေဟောသူတို့နိုင်ငံသားတွေရောဒီမှာ foreigner တွေရောအကုန် enjoy လုပ်ကြအောင်ပေါ့နော်အရင်ပျော်ဖို့ကောင်းပါတယ်ပွဲကနေ့ရက်ချင်းပါပါတယ်ဒီနေ့နဲ့မနေ့ကပုံတော့ဒီနေ့ ticket ကိုဝယ်ထားတာပါအဖေတက်ပါရောမယ်ကိုရီအဖွဲ့ ခုပွဲလုံးတဲ့နေရာလေးရောက်သွားပြီဒီနေရာလေးကတော့တပွဲလုံးပြီးသွားတဲ့ခါကျရင်အကုန်လုံးဒီနေရာလေးရနေပြောရေမျောမဲ့နေရာလေးပေါ့ဗျာတန်းလေးတွေစီမီလေးတွေရေမျောမဲ့နေရာလေးပါဒီနေရာလေးမှာလည်းအမှတ်တရရေးခဲ့တာပါဒါပြီးရင်ရေမျောဖို့အတွက်ကိုပေါ့နော်အစင်သင့်ပြင်ဆင်ထားတာလေးတွေပါအကုန်လုံးဒီနေရာလေးကိုတို့ကိုယ်တိုင်ဟမ်းမိတ်တွေလောက်ထား ဟာလေးကညမယခင်ဆိုတော့ဒီအပေါ်ကနေဒီဘွဲကိုအကုန်လုံးမြင်ရတာပေါ့နော်ဆိုတော့အဲလာတဲ့ဧည့်သည်တွေနိုင်ငံတကာဧည့်သည်တွေကဂျပန်ကျင်းရောပြောအနောက်တိုင်းတို့တရားလေးတွေစီးပြီးတော့အခုသွားပါမယ်နောက်ပေါ်တက်မယ်နော်ကျင်းရောသွားပါမယ် ပါပြီရှင်ဘုန်းကားတေဘယ်ကောပါမယ်အန်တူထရီဝမ်မဒီတွားတဲ့ရှောင်းလန်းတရှောင်းပါလေဒီလိုမျိုးပေါ့နော်စီဘီကွက်လေးတွေပန်းလေးတွေတောက်ရှောင်းအလှဆင်ထားတာလေ လာတဲ့နိုင်ငံခြားသားတွေအားလုံးအတွက် attraction ဖြစ်စေပါ့မယ်။အာသဝတိခာနောက်ပြီးတော့ပွဲတစ်ခုတုန်းမှာလေလိုအပ်တာတွေပုံပြီးတော့ကို volunteer ကလေးတွေပါပါအများကြီးပဲကြီးမှာထားပေးထားပါတယ်ဒီကလေးတွေကတပွဲလုံးမှာလာတဲ့ဧည့်သည်လိုအပ်တဲ့ကိစ္စအကုန်လုံးကိုရှိရပါအခုစပြီးတော့ပွဲကင်းတဲ့ဝင်မှုအတွက်ကိုဒီနေရာနေစပြီးတော့တန်းစီပြီးသွားရပါတယ်ဒီမှာကလုံးဝတယောက်နဲ့တယောက် လူရက်တိုးခြင်းမရှိပါဘူးအားလုံးဟာတကယ်ကိုစီးစနစ်ကြကြစီကန်းရှိရှိလေးသွားတာဖြစ်တဲ့အတွက်အယမ်းစင်ပြီးပါတယ်ဒါပေမဲ့ဒီကွင်းထဲမှာလည်းမိုးကရွာထားတော့ဗောနော်မြက်တီမှာရေနဲ့အဲပွက်တီနေရတော့ရှိနေပါတယ်ဒါပေမဲ့သူတို့အားလုံးအစဉ်ပြေအောင်လုပ်ပေးထားတာဗောနော်ပွဲကကျန်တဲ့ကြတန်းစီပြီးဝင်လာတို့လားစကန်ရှိတယ် ông à gốc thì mà đâu mà không mà kiên gia kiên bi hà kiên gia đi kiên hà tất tây yên đó đó trên ba mẹ thứ ba ဒီနေရာမှာကအပေါ်မှာဒီလူသွားတဲ့လမ်းမှာဒီရောင်စုံမီးပုံးတွေကိုပေါ့နော်သူကအမ်အီလက်ထရွန်အီလက်ထရွန်နဲ့ပဲထုံးပေးထားပါပေါ့နော် ဆိုတော့အရန်လာတဲ့မီးကာလာတွေလည်းတောက်ပြီးဒီနေရာမှာဓပုံလှလာလေးရိုက်ဖို့လည်းအရန်အဆင်ပြေတယ်ပြီးတော့ရှောင်းလိုင်းရလည်းအရှိကြီးဆိုတော့အလူတွေအကုန်လုံးကဒီနေရာမှာတင်မဲ့အရန်အားလုံးသဘောကျကြတာပေါ့နော်ဒီနေရာလေးကလည်းဒီပွဲရဲ့အဓိက attraction ဖြစ်နေတဲ့နေရာလေးတစ်ခုပါကိုကိုရဲ့ကိုလုံးမဲ့ဟာလေးတွေ handmade လုပ်ရတာပေါ့နော် handmade လုပ်တဲ့အစီအစဉ်ပါ။အကွာကိုဘီးပုံးလေးတို့ handmade လုပ်ရတဲ့အစီအစဉ်ပါ။ဒီမှာ handmade လုပ်တဲ့အစီအစဉ်လေးပါ။အဲ့မှာအရင်ဆုံးဒီဒီဟာလေးကိုယူပါတဲ့။ဒီလက်လက်ကလေးကိုယူ။ယူပြီးွားရင်ဒီအမွေးတိုင်မှာပတ်ရမှာပေါ့နော်။အမွေးတိုင်မှာပတ်ရမှာ။တိုင်ပေါ့နော်။ဒါဖျားအောင်ပူဆော်ဖို့အတွက်ကိုကိုယ်တိုင်လုပ်ယူရတာပေါ့နော်။ ကော်လေးထက်ကပ်မယ်သူတို့ကအရန်ကတ်တယ်တော့အပြောတုံးနဲ့ပန်းနဲ့အလှဆန်တာလေးလုပ်ပါမယ်ဒီဟာလေးကိုရှူရှူပြီးွားရင်ဒီငပြောမပြောပတ်နဲ့လောက်ရမယ်နော်အဲ့ဒါကိုရဲ့ချမ်းချမ်းမူတာဟန်မိတ်ပဲဆိုတော့သူတို့တစ်ခေါက်လုတ်ပြနဲ့အကုန်လုံးမှတ်မိသွားပြီးတော့ဒီရေမျောမဲ့ငပြောတုံးလေးနဲ့ဒီအလှဆင်တဲ့ဟာကို အဲခဏလေးနဲ့ချက်ချင်းတက်ပြီးခဏလေးနဲ့လုံနိုင်တာပေါ့နော် ပြီးတော့သူများထည့်တဲ့ကိုကအဲပို့ပြီးတော့မြင်းမြန်ဆန်ဆန်လုံနိုင်တယ်ဘာလို့ဆိုတော့ဒါ ကိုတင်ရတာလွယ်ကူတယ်ကို့အတွက်ကလေကျွမ်းကျင်တဲ့ကိစ္စပဲတချို့ဆိုအကြာကြီးပဲတကူအကြာကြီးထိုင်လို့ရတယ်အဲပုံကတော့ကို့အတွက်ကိုလောက်တာအယမ်းမြန်နေဒီငါပြောပတ်လေးတွေခောက်ပြီးအပွင့်ပုံစံလေးတွေလောက်ပြီးွားရင်အလှပန်းလေးတွေကိုထိုးပြီးတော့မှအလင်းမှာစစောကိုယ်တိုင်လောက်ထားတယ်ဒီအမွှေးတိုင်မျိုးအလင်းမှာ စိုက်လိုက်တယ်ပြီးသွားရင်ဒီဟာလေးကိုဒီလိုဆူတောင်းလို့ရတဲ့နေရာလေးမှာတွားပြီးတော့ကတ်လုပ်ပြီးတော့ဆူတောင်းခဲ့တယ် ီဟာကတော့ပွဲမကျင်းပခင်မှာဗောနောအားလုံးကိုဘူဖေးကျူးပါတယ်ဒါဘူဖေးကျူးရဲ့နေရာပါဒီနေရာလေးကတော့အရင်ချစ်ဖို့ကောင်းမယ်ကလေးလေးတွေရဲ့မြင်းလေးတွေရဲ့မြင်းလေးတွေကကနေရာဗောနောဒီစီချက်နဲ့အတူပုံမှန်လေးဒါပုံမှန်လို့ရှင်းလောက်ကလေးပုံစံလေးဗောနောဆိုတော့အငယ်ဆုံးလေးကနေအတက်ရွနေနေခက်ကြီးကြီးဆိုင်ထီဒီမ ပေါ်မှာတင်းပြီးတော့သူတို့ကလည်းအတူကနေရပေါ့နော်ဒီမှာလည်းဒါလည်းအဲ tourism attraction နဲ့ထင်တာလေပုံကတော့အရင်သဘောချလို့ဒီလိုမျိုးရောနင်းလေးရောကလေးလေးဒီလိုမျိုးရောအတူသွားပြီးတော့တွေ့ပြီးတော့တခုညင်ကြည့်လေနောက်ဆစ်ဆရာကောင်းနဲ့ပေါ့ပေါ့ပေါ့နဲ့ခေတ္တလေးနဲ့တူတူလေးနဲ့ဒီစီချက်နဲ့တူပေါ့နော်အကကြည့်လေးကြီးရတယ်ကိုကအတူတူ ုံးစားလုပ်မဲ့နေရာအတွက်ကိုကိုဝယ်ထားတဲ့လက်မဲ့ ticket ရဲ့ခုံနံပါတ်တိုင်းကိုထိုင်ရတယ်။ဒီခါမှာပုံတို့ကိုလူတယောက်ကိုဒီစီစဉ်ဆက်ကူနေပုံပေါ့နော်။စိုက်ကနှစ်ပေလောက်ရှိတယ်။အချေပေါ့နော်။အဲ့ချင်းရဘူး။အဲ့ဒါတယောက်ကို၃ခုရပါတယ်ပြီးွားရင်စင်ပေါ်နေတော့ရှင်းပြပေါ့နော်ဒီမီးပုံ၃ခုကိုတို့ဟိုတိုက်ဟိုဟာခေါ်ပြီးမယ်ပေါ့အပေါ်ကနေပြီးတော့ 3ချိန်လွှတ်မယ်ပေါ့နော်ဆိုတော့ပထမဆုံးအဲမိဘုံတစ်ခုစီလွှတ်မယ်ဒီမိဘုံမလွှတ်ခင်မှာလဲသူတို့ရိုးရအကရနေသူတို့ကကပြပါတယ်ဒီဟာလဲ အဲသူတို့အတွက်သူတို့ကဒီလာတဲ့ဧည့်သည်တွေအတွက်ဒါ attraction တစ်မျိုးပဲပေါ့နော်။ဒါသူတို့ယူရလို့ချပြတဲ့သဘောပဲပေါ့နော်။နောက်ပြီးတော့ဒီခုံမုံတွေကိုပင့်ဖိတ်တဲ့အခါတွေလည်းပါတယ်ပေါ့နော်။ဗီဒီယိုထဲမှာလည်းပါတယ်ပေါ့နော်။ကျွန်တော်ဒီအရှင်မဆူလို့ကဒါကပရမဆုံးအခြေအနေကိုခုခုတွက်ဖို့မိမိရပါတယ်အောက်မှာတော့ဖျောင်းတုံးအဝိုင်းတက်လာတယ်။ပြီးတော့ ဒီထိုင်ကုန်ဒီကုန်လုံးမှာစီမံတိုင်ကိုကုန်ချပေးထားတယ်ဆိုတော့အဲလူရဲ့ပြော်လေအဒီလို့ထိုင်းဆရာမလို့ပေါ့နော်အဲစာပြီးတော့ဒါမျိုးလေးတွေသူတို့တိုက်တယ်ပေါ်နေပြီးတော့1 2 3 4ပြန်ပြီးတော့ဒါစာပြီးပြရပါလေသူရရောပထမဆုံးအချိန်ဆိုတော့အရင်နဲ့ပြောရတာပုံပွားအတွက်ပထမဆုံးအချိန်ဒီလိုပွဲလေးမင်းရအောင်ဆိုတော့အဲမိုင်းဝမ်းမလာတဲ့တင်ရမယ်တူ တို့ကြည့်ရဲ့တို့လိုမထတော့အာပြန်ပြောမင်းမယောင်းအောင်ထားပြီးတော့တော့တင်လိုက်တာဘုံတက်တာဆိုနေတယ်ဘလူပြောလေးဆိုအရှမ်းပြောတာအဲ့တော့ကိုင်းထဲမှာဘီဘုံကြီးအားလို့တကယ်နဲ့လွတ်တင်လိုက်တာဖြစ်တော့ဒီနေ့ကဘီဘုံကြီးအပေါ်ဘုံကအပေါ်တက်သွားတယ်ပေါ့နော်အရင်လာတဲ့အချိန်မှာလေသူကမီရှူပြတ်နေတဲ့ဒီကနေ့တည်းဖောက်တာဆိုတော့လေ အာဒီမိဘုံဟုတ်တယ်ကိုင်းမှာကိုယ်အလွတ်နေတဲ့အချိန်မှာပြောတယ်လို့ဒီကိုင်းရဲ့အပေါ်ကနေကြည့်နေတဲ့လူတွေဆိုတော့ပိုလှမှာပါကြည့်ရအောင်ဆိုအရင်တော့ကိုယ်ကမိဘုံကဟောလူတွေချွတ်ချွတ်တက်သွားတယ်ပြန်သွားတယ်ပြီးသွားရင်ကိုလိုချင်တဲ့စုတောင်းစာလေးတချို့ကကြောင့်မိဘုံမှာရေးပြရတော့ပုံမှန်တော့ဒီတိုင်းပဲမိဘုံကြီးကစုတောင်းလိုက်တယ်ပေါ့နော်ဆိုတော့ဒါကမိဘုံကပုံ၃ချိန်တော့ပါတယောက်ကို၃ရက်အတွက်ကို ူတို့ကအဲ့ဒါကိုတိုင်ပြီးနေခေါ်ပေါ်ပြီးတော့ခိုင်းတယ်ဆိုတော့အရင်စနစ်ကြပါတယ်ပြီးသွားရင်အကုံကဒီပွဲမှာမိမိမိရအဖြူဖြစ်တော့အကုံကအဝတ်စားကိုလေအဖြူလေးကြည့်ပါအကုံကဝတ်လာတော့ဒီတကွင်းလုံးကလေဒီဝတ်စားကိုမိဘကအကုံကလိုက်ဖက်ပြီးတော့ကွင်းထဲမှာကွာကြည့်ရအရမ်းလာနေတာပေါ့နော်ပြီးသွားရင်သူတို့ကွဲချင်းပါတဲ့ပုံစံက အလင်းမှာဖျားကိုတည်ထားပြီးတော့ဒီထိုင်ကိုပတ်လည်မှာတစ်ကက်တူရောင်းထားဖြစ်တဲ့အတွက်မိဘကဒီကိုပတ်လည်အနေပြီးတော့အလင်းကိုစုတက်သွားတာဖြစ်တော့အရန်လာတော့ကြည်ရတာလေဆိုတော့ကိုလေဒါပြပေါင်းဆုံးအဖြစ်ကြည့်တယ်။အရန်လည်းသဘောကျခဲ့တယ်။သဘောကျတဲ့အချက်တည်းကအစည်းစနစ်ရှိတာလေးပြီးတော့သူတို့လုပ်တဲ့ဟာသူတို့ရဲ့ဒုရယာကြီးမှုကိုလည်းပေါ်ထုတ်ပြီးရေးဝိုင်းလာတဲ့ဧည့်သည်တွေလည်း English တိအကုန်လုံးစိတ်မမှာအဲပြောပြီးတယ်ပြီးတော့စိတ်နောက်ချက်လုံးဝမရှိဘူးပေါ့နော်အလူပိုးလာကြိတ်တာမရှိဘူးနောက်ပြီးတော့ဒီထဲမှာလည်းအစားတောက်တူလည်းကျွေးတယ်ရေလည်းအဲလူကြိတ်တဲ့လောက်ပေါ့နော်ရေတောက်ချင်လည်းတောက်လို့ရတယ်ဆိုတော့အရန်ကိုစီစနေကြတယ်ဒီပွဲလေးဘိုက်ကထုပ်ပွဲလေးကဟွန်းဘွားအတွက်တကယ်ကိုအမှတ်တရဖြစ်စေတယ်ဒါပေမဲ့နောက်နှစ်တွေမှာတော့အဲကိုယ်နိုင်ငံရဲ့ပွဲလေးတွေ

ုခုပြောတာရောဗီဒီယိုမှာအမှားယွင်းရှိရင်လည်းခုလို့ပြပါအားလုံးကိုချစ်တယ်။ဒီဟာကပြီးပုံလေးလုတ်တင်ပြီးရခါမှာနောက်ဆုံးနေနဲ့စောစောအားပြထားတဲ့နေရာမှာအားလုံးမီးမျောတာပါ။ဒီမီးမျောတဲ့စီမီကွက်လေးကိုလည်းသူတို့ကအများကြီးလုတ်ထားတဲ့အတွက်ကိုကအလူရဲ့ယူစရာမလိုပါဘူး။အဲကိုရဲ့ကိုတာလေးကိုတော့ယူပြီးတော့မှမီးလေးတွေသူကလိုက်ပြီးထွင်းကြည့်ပေးပါတယ်။ပြီးွားရင် စီမီကော့ကလေးလို့မျှော်ပြီးတော့ပေါ့နော်ပို့လို့ရဲ့စူတီကိုတောင်းရပါတယ်ဒီနေရာလေးလည်းအရန်လှပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နှစ်မှာလည်းစိတ်ဝင်စားရင်ဒီပွဲလေးကိုသွားပြီးတော့ကြည့်ကြကြပါနော်ဘိုင်ဘိုင်